အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာရဲ့ဗီဒီယိုမိတ်ဆွေတွေကိုမေတ္တာလက်ဆောင်ပေးချင်တာကတော့အိမ်မက်ကျမ်းရဲ့အကြောင်းကို ပြောပြပေးပါမယ်တချို့တွေကဆရာရဲ့ညကြညတော်ကဘာအိမ်မက်တွေမက်တာဘလူတွေမက်တာပေါ့နော်ဘာတွေဖြစ်နိုင်လဲအဲ့လိုမျိုးတွေခဏခဏမေးကြလုံးလို့ဆရာကဒီနေ့အိမ်မက်ကျမ်းရဲ့အကြောင်းကိုအိမ်မက်ကျမ်းဘလူအိမ်မက်မက်ရင်ဘာတွေဖြစ်မယ်ပေါ့နော်အိမ်မက်ကျမ်းကလည်းရှေးကြီးပဲဗျာနော် ပြီးတော့ကြမ်းပေါင်းများစွာလည်းရှိတယ်အိမ်မဲကြမ်းဆိုတာကနော်ဒါဆရာတို့လက်တွေ့အသုံးပြုခဲ့တဲ့အိမ်မဲကြမ်းရဲ့အကြောင်းကိုမြတ်တာလက်ဆောင်ပေးပါမယ်အိမ်မဲကြမ်းကအရှိဖြစ်တဲ့အတွက်မြမအခရာစဉ်ရပေါ့ကာကြီးခါခွေကားငယ်ကာကြီးငါပေါ့နော်အဲ့လိုမြမအခရာစဉ်လိုက်အိမ်မက်အကြောင်းတွေကိုပြောပြပေးပါမယ်နော်ကာကြီးဥပမာဒီနေ့စမှာတော့ကာကြီးနဲ့စတဲ့အိမ်မက်တွေအကြောင်းကိုဆရာပြောပြပေးပါမယ်နေ့စဉ်နေ့စဉ်ဆရာခါခွေတင်းတဲ့အခါတိုင်း နေ့စဉ်နေ့တိုင်းဆရာဗီဒီယိုတင်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အများတန်းစောင့်မျှော်ကြည့်ရှုအားပေးပေးပါနော်အယုံဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးပါဒီနေ့ကတော့အိမ်မက်ကျန်းကအရှိဖြစ်တဲ့အတွက်ဒီအခရာဇင်လိုက်ပြောမှာ ကာကြီးနဲ့စတဲ့အိမ်မက်တွေအကြောင်းကိုဆရာကပြောပြပေးမယ်မနှက်ဖန်ကြရင်ခါကွေးနဲ့စတဲ့အိမ်မက်အကြောင်းတွေကိုပြောပြပေးပေးပေါ့နော်ကာကြီးနဲ့စတဲ့အိမ်မက်တွေတဲ့ဒါကတော့လူမျိုးပါတာဝင်မရွေး အကျိုးရှိစေမှာဖြစ်ပါတယ်အထူးလေးလာမှတ်သားထားပါနော်စာနဲ့တည်းရေးထားဒါမှမဟုတ်ဆရာရဲ့ဗီဒီယိုလေးကိုတင်ထားပါနော်ကဘာပေါ့ကဘာထက်မှာရောက်ရှိနေတယ်ဒါမှမဟုတ်ရင်ဒီမတ်ဆောက်နေတဲ့ကဘာကြီးတွေကိုမြင်မဲ့တယ်ဒါမှမဟုတ်ရင်ကိုကမိမိကကဘာအထက်မှာရောက်ရှိနေတယ်သွာလာနေတယ်အဲ့လိုမျိုးအိမ်မက်မက်လို့ရှိရင် အကြီးကဲဖြစ်တတ်ပါတယ်အကြီးကဲဖြစ်တတ်ပါတယ်နော်ຢາດຸຈີຈີຢາດັດပါແດ່ ပြီးတော့ကလေးတန်ငယ်တွေကိုမြင်မဲ့လို့ရှိရင်ချမ်းသာဒုက္ခရတတ်ပါတယ်ကလေးမိဖွားနေတာလို့မြင်မဲ့လို့ရှိရင်စီးစိမ်ချမ်းသာတွေတိုးပွားပါလိမ့်မယ်ပြီးတော့သူများအိမ်မှာဒီလာကစားလုပ်တဲ့ဝန်ထမ်းတွေကူလီတွေအဲအဲ့လိုဟိုပါဆင်းငါလုပ်တဲ့လူတွေကိုအိမ်မက်မဲ့လို့ရှိရင်တော့ဥစ္စာစီးပွားတိုးတက်တတ်ပါတယ်เนาะပြီးတော့မိမိကကင်းဆောင်နေတယ်ကင်းဆောင်နေတယ်လို့အိမ်မက်မဲ့လို့ရှိရင် လုံလုံခြုံခြုံနဲ့ဘဝကိုနေရတတ်ပါတယ်เนาะဒီကျန်းစာတွေပရာဘိုက်တွေစာအုပ်တွေအဲ့ဒါတွေကိုမြင်မဲ့လို့ရှိရင်တော့ကောင်းစားမယ်ကြီးပွားမယ်ချမ်းသာမယ်ပေါ့ဗျာเนาะပြီးတော့ကြွယ်ဝတဲ့သူတွေတထေးတွေကိုတထေးတွေကိုအိမ်မက်မဲ့လို့ရှိရင်လတ်လာပအကြီးကျယ်ရတတ်ပါတယ်ပြီးတော့ကျဲကို ကောင်းကင်မှာရှိတဲ့ကျဲတွေကိုမြင်မဲ့လို့ရှိရင်ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့ဘဝကို ဖြတ်တန်းရတတ်ပါတယ်ပြီးတော့ကြွက်တွေကိုအိမ်မက်မဲ့လို့ရှိရင် မကြခင်ချိန်ကာလအတွင်းမှာလတ်လာပအကြီးကျယ်ရတတ်ပါတယ်နော်ကြွတွေကိုအိမ်မက်မက်ရင်ပေါ့ပြီးတော့ကြောက်ဖြာကြောက်ဖြာကိုအိမ်မက်မက်လို့ရှိရင်တော့ကျေးဇူးဆက်ခံရတတ်ပါတယ်နော်မိ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 သူတစ်ပါးကိုကူညီထားတဲ့လူထံကနေပြီးတော့ကျေးဇူးဆက်ထားပြီးကြုံရတတ်ပါတယ်မိမိရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းနေပျက်စီးသွားတယ်ဆုံးရှုံးသွားတယ်လို့အိမ်မက်မက်ခတ်လို့ရှိရင်တော့အလွန်စံတာတွေပြည့်စုံတတ်ပါတယ်နော်ပြီးတော့ ကြက်သားဟင်းတို့ပြီးတော့ငှက်သားဟင်းတို့ဘာငှက်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုကြက်တို့ငှက်တို့အဲ့ဒီလိုမျိုး သူတို့ရဲ့ကြက်ငှက်သားတွေကိုအဲ့ဒီဟင်းတွေကိုစားတော့ရတယ်လို့အိမ်မက်မလို့ရှိရင်လက်လာပါအကြီးကျယ်ရပါလိမ့်မယ်ပြီးတော့ကြက်တောင်ပန်တွေငှက်တောင်ပန်တွေစားတယ်လို့အိမ်မက်မလို့ရှိရင်လည်းလက်လာပါအကြီးကျယ်ရပါလိမ့်မယ်နော်ပြီးတော့ကြားတို့ဝက်ဝန်းတို့အဲ့အဲ့ဒီအကောင်တွေကိုစီးရတယ်ဆိုပြီးတော့အိမ်မက်မလို့ရှိရင်မင်းဖြစ်တတ်တယ် ရာဒူးကြီးကြီးရတဲ့တဲ့အကြီးကဲအမတ်တွေဖြစ်တတ်ပါတယ်နော်ကျွဲဖြူကျွဲဖြူရောင်ကိုအိမ်မက်မက်လို့ရှိရင်သူတော်စင် သူတော်ကောင်းဖြစ်တတ်ပါတယ်ပြီးတော့ကျွဲကောင်းဟာကျွဲကောင်းဟာလမ်းမှာလမ်းပေါ်မှာကျွဲကောင်းကိုအိမ်မက်မက်လို့ရှိရင်နေရာပြောင်းရွှေ့ရတတ်ပါတယ်နော်မိမိလက်ရှိနေရဲ့နေရာနေပြောင်းရွှေ့ရတတ်ပါတယ်ပြီးတော့မိမိရဲ့ခန္ဓာကိုယ်ကနေပြီးတော့အယောင်လင်းတွေထွက်ပေါ်နေတယ်လို့အိမ်မက်မက်လို့ရှိရင်တော့ အကြီးကဲဖြစ်တတ်ပါတယ်ယာတို့ကြီးကြီးရတတ်ပါတယ်မိမိရဲ့ခန္ဓာကိုယ်ကပုပ်စော်တွေနံနေတယ်မကောင်းတဲ့အနံ့တွေနံနေတယ်ဆိုပြီးတော့အိမ်မက်မက်ခဲလို့ရှိရင်ဖုံးနှကိုးတေစော်ဩဇာအာဏာတွေကြီးထွားလာတတ်ပါတယ်နော်မိမိရဲ့ခန္ဓာကိုယ်ဟာယာယံလာတယ်ဆိုရင်တော့လက်လာပါအကြီးကျယ်ရတတ်ပါတယ်နော်လက်လာပါအကြီးကျယ်ရတတ်ပါတယ်ပြီးတော့ခရားစင် ခရားစင်လို့လည်းခေါ်တယ် အဲ့ဒီစင်ပေါ့စင်တရဝါကိုအိမ်မက်မလို့ရှိရင်စင်တရဝါကိုအိမ်မက်မလို့ရှိရင် အကြီးကဲဖြစ်တဲ့တယ်ယာတူကြီးရတတ်ပါတယ်နော်ပြီးတော့ကင်းကင်းကင်းအကောင်လေးတွေပေါ့နော်ကင်းလေးတွေကင်းပေါက်ကလေးတွေကိုအိမ်မက်မက်လို့ရှိရင်လူရကာရဲ့ရှ िख ိုးခြင်းကို ပူဇော်ခြင်းကိုခံရတတ်ပါတယ်ခြေသေးလက်သေးလှီးရတယ်ဆိုပြီးတော့အိမ်မက်မက်လို့ရှိရင်တော့လူအများရဲ့ပူဇော်ခြင်းကိုခံရတတ်ပါတယ်ပြီးတော့မိမိ မိမိခန္ဓာကိုယ်မှာလောက်တွေတက်နေတယ်မိမိခန္ဓာကိုယ်မှာလောက်တွေတက်နေတယ်လို့အိမ်မက်မဲ့လို့ရှိရင်ကျွဲတွေနွားတွေတရိษံတွေတရိษံအကောင်တွေတိုးပွားတက်ပါတယ်နော်ပြီးတော့ကြာရွက်ကိုအိမ်မက်မဲ့လို့ရှိရင်ကွဲကွာနေရတဲ့ဆွေမျိုးတွေနဲ့ပြန်လည်စုံစည်းရတတ်ပါတယ်ပြီးတော့မိမိရာပူဆွေးဝမ်းနဲ့ပူဆွေးဝမ်းနဲ့နေရတယ်ဆိုပြီးတော့အိမ်မက်မဲ့လို့ရှိရင်ပျော်ရွှင်ချမ်းမြေ့စရာသတင်းကောင်းတွေကြားရတတ်ပါတယ်ပြီးတော့မိမိရာစာဖတ်နေတဲ့ ကျန်းစာဥတွေဖတ်နေတယ်လို့အိမ်မက်မက်လို့ရှိရင်ပျော်ရွှင်စိတ်ချမ်းသာစရာတွေရောက်ရှိလာတတ်ပါတယ်ပြီးတော့လက်လာဖအကြီးကျယ်ရတတ်ပါတယ်နော်ပြီးတော့ကြာပွင့်နေပွင့်နေတာဆိုပြီးတော့ကြာပွင့်နေကိုအိမ်မက်မက်လို့ရှိရင်တော့ကြော်စောခြင်းနာမည်ကြီးခြင်းကိုရရှိပါလိမ့်မယ်ဇဘက်ကြီးတွေကိုအိမ်မက်မက်လို့ရှိရင်တော့စားနပ်ရိက္ခာတွေကျွယ်ဝမယ်ပြည့်ပြည့်စုံစုံချမ်းချမ်းသာသာနဲ့နေရတတ်ပါတယ်ပြီးတော့ကြာ၅မျိုး ကြာငါးမျိုးကိုအိမ်မက်မက်လို့ရှိရင်တော့ခရီးသွားလာရမယ်ကံကောင်းပါတယ်เนาะပြီးတော့မိမိဟာကညာပြိုနဲ့မိမိဟာအပြိုစင်းတို့လူပြိုတို့နဲ့အိပ်ရတယ်ဆိုပြီးတော့အိမ်မက်မက်လို့ရှိရင်လတ်လာဘအကြီးကျယ်ရတတ်ပါတယ်ပြီးတော့မိမိဟာကျိုးပေးခံရတယ်ကျိုးပေးခံရတယ်ဆိုတော့တည်တံပေးခံရတာเนาะအဲ့လိုကျိုးပေးခံရတယ်လို့အိမ်မက်မက်လို့ရှိရင်အကြံစီတွေအောင်မြင်ပါလိမ့်မယ်မိမိကိုကျိုးပေး အန်ဆဲဆဲပေါ့နော်ကျိုးပေးကန်နီကျိုးမပေးရသေးဘူးကျိုးပေးကန်နီတန်ဆဲဆဲအဲ့လိုအိမ်မက်မက်လို့ရှိရင်စီးစိမ်ချမ်းသာတွေတိုးတက်အောင်မြင်မှုတွေရရှိတတ်ပါတယ်အခုဆရာဒီနေ့မြတ်တာလဲဆောင်ပေးခဲ့တာကတော့အိမ်မက်အကြောင်းဖြစ်ပါတယ်အိမ်မက်တွေကိုအခရာစဉ်လိုက်ဒီနေ့ကာကြီးကစတဲ့အိမ်မက်အိမ်မက်ရဲ့ဟောကိန်းတွေကိုမိတ်ဆွေတို့ကို မေတ္တာလက်ဆောင်ပြောပြပေးကြတာဖြစ်ပါတယ်။ဆရာရဲ့ဗီဒီယိုလေးဟာမိတ်ဆွေတို့အားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးကြပါ။မိတ်ဆွေတို့ရဲ့နိစ္စရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းတဲ့နေ့ကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါ။ဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်။ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရင်းဆရာရဲမှန်အောင်ဖြစ်ပါတယ်။ဆရာထမဘေဒင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့ဒါတော့ဘေဒင်း ဧကန်တဘေရင်မေးခြင်းတဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုံးခေါ်ပြီးတော့မေးလို့ရပါတယ်ဘေရင်ညံပူဇော်ကယူပါတယ်နော်ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အထူးတိုက်ရိုက်ဒဆင်တွေပြုလုပ်ပေးပါတယ်အာမခံနေပါပြီးတော့အခြေရေးမှာသစ္စာဖောက်ခံရတာအိမ်တောင်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါ ပြီးတော့ကျမ်းမာရေးသဲတန်ညနေတဲ့လူနာတွေအောက်လန်းပညာဆုံးပညာကဝေပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိษွေများလည်းဆက်သွယ်ပေးပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြည်ဖို့နေ့စဉ်ငွေကြေးလက်လာဘတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်းကစားအရှုံးများနေတဲ့မိษွေတွေနှလုံးသုံးလုံးချဲဘော်လုံး၆កောင်ချင်းကြက်ဖဲဆလော့ဂိမ်းကာစီနိုဂိမ်းငမန်းဂိမ်းစသည်အားဖြင့်လောင်းကစားအရှုံးများနေတဲ့မိษွေတွေ အမြတ်ငွေတွေချက်ချင်းရအောင် ပုံနကနမင်းကြီးရဲ့အစီရင်နေဆောင်ရွက်ပေးပါတယ်ပြီးတော့အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လည်ရောက်ရှိလာစေဖို့ပျောက်သွားတဲ့တံပိုးကြီးရတနာပစ္စည်းတွေချက်ချင်းပြန်လည်ရရှိစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့စီးပွားရေးလူမှုရေးငွေကြေးရေးအခြေရေးအိမ်တောင်ရေး အမှုခွင့်ကိစ္စတွေတဲ့အထူးရရာစီမံအဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်။ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးနေကောင်းရက်ကောင်းအခါကောင်းတွေရွေးချယ်ပေးပါတယ်။ဆရာရဲ့ဖုန်းနံပါတ်က39956088858ပြီးတော့39 9834လုံး256ဖြစ်ပါတယ်နော်အဲ့ဒီ39956 88858အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်။အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်နော်။ပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါ။ပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါ။ဆရာရဲ့ဗီဒီယိုဟောကမ်းမှာလာမေးခြင်းနဲ့ဆိုရင်တော့နော်ကုံကျေးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ်။ရှာရပြည်ရင်ဟောကမှာလဲလာမေးလို့ရပါတယ်เนาะမလာခင်မှာဆရာကိုဖုန်းကြိုးဆက်ပေးပါ